ဒီမှာငါပြောပြီးလဲခဏကင်ပေးအောင်နော်ဟဲ့တော့သွားပါပြီနင်းကဘာဝဲဝဲလှပြီးသားပါချော်ကြီးကအဲ့လိုပြောလိုက်တော့သိရင်ကချောင်းထဟန်ပါတယ်ဒီတစ်ခါမိတ်ဆက်ပေးမဲ့ဇက်ကောင်လေးကတော့ရွှေမုံပဲဖြစ်ပါတယ်။ရွှေမုံဟာကြော်ချီတို့နဲ့တငယ်ချင်းဖြစ်တယ်လို့ရွာဦးဖုံးတော်ကြီးရဲ့ဒုမလည်းဖြစ်ပါတယ်။ရွှေချောသဘောကောင်းမြင်မဲ့လည်းပြောစရာလေးတခုတော့ရှိပါတယ်။ အဲ့ဒါကတော့ကစီနဲတက်တာလေးပါပဲရွှေမုံရဲ့ကစီနဲပုံတချို့ကို ပြောပြရမယ်ဆိုရင်တော့ဖြင့်ကတ်တွန်းဆရာကတော့လှုပ်ပြီသမီးရွှေမုံရေဟုတ်အဖဘာများလဲအဘဖော်ထားတဲ့ဒီဆေးလေးကိုဘာကြီးဖုန်ကြီးစီသွားပေးပေးပါအောင်ဟိုတခါပြောထားတာတော့ဆေးတစ်မျိုးမရသေးလို့လေ ခုမရလို့ခုမဆေးဖို့ပြီးပေးလိုက်တယ်လို့လဲရှောက်လိုက်အောင်နော်ဟုတ်ဟုတ်ဒီလိုနဲ့ပဲဖုန်ကြီးချောင်းသွားဖို့အရာအထွက်မှာဖနက်ပြက်သွားပါတယ်ဟက်တော့ဖနက်ကပြက်ပြီအဘရေအိမ်မှာကျင်းနှံကြိုးရှိသေးလားအေးရှိတယ်လေဘာလို့မို့လဲဒီမှာဖနက်ပြက်သွားလို့ကျင်းနှံကြိုးနဲ့ပြန်တော့မလို့ဟဲ့ နေ့မှဂဒီပါဖနက်တရားရှိသေးတာပဲအဲ့ဒါစီးသွားပါလားအဲ့ဒါကပွဲလန်းသဖြင့်အလှူတွေသွားတော့မှစီးတာဘာရဲ့ဒါကဟိုနာဒီနာသွားဖို့အကျန်းစီးတဲ့ဖနက်အေးအေးဖုန်ကြီးချောင်းသွားတဲ့လမ်းမှာတော့ဖနက်ဆိုင်ရှိတယ်ထင်တယ်အဲ့ဒီကအပြန်ဝင်ဝင်သွားလိုက်ပေါ့အိုးနှမျောစရာကြီးဒါကိုပဲပြင်ပြီးဆက်စီးလို့ရတာပဲကိုအပေါ်ကောင်မတွေမလုတ်ချင်ဘူးတော့ ပြပြဆွဆွနဲ့ပဲပြက်နေတဲ့ဖနက်ကိုကြီးနှန်းကျိုးနဲ့တွဲပြီးတော့ရွှေမုံတယောက်ဘုံကြီးချောင်းကိုထွက်လာလိုက်ပါတယ်။သွားပြီအဖရေ။ဘုံကြီးချောင်းရောက်တော့ဖုံဖုံဖေဟာအဖကဆေးလေးပေးခိုင်းလိုက်လို့ပါ။ဆေးတစ်မျိုးကအခုမှရလို့အခုမှဆေးဖော်လိုက်လို့ရလို့ပါတဲ့ဖေဟာ။ ေးဒါတို့ဒါတို့ဒါတို့ဒကာကြီးကနေကောင်းကြမှာရဲ့လားတင်မကျမ်းမာပါလေဖေဟအေးအေးခဏနေဦးဒကာကြီးအတွက်ငပြောသည်တဖီပေးလိုက်ခြင်းလို့တင်မဖေဟဒီလုံနဲ့ဖုန်ကြီးเจ้าကအပြက်လမ်းမှာပြင်ထားတဲ့ဖနက်ကထပ်ပြတ်ပါတော့တယ်ဟဲ့တော့ဖနက်ကပြက်ပြန့်ပြီ ငါနဲ့လမ်းလေကောင်းကြီးလက်တစ်ဖက်ကလည်းငပြောတိတဖြီးကင်ထားတော့ရွှေမုံတယောက်ချင်းမကင်မိလက်မကင်မိဖြစ်နေပါတယ်။အဲ့ဒီလိုဖြစ်နေတော့ကံကောင်းထောက်မစွာပဲကြော်ကြီးနဲ့ဆုံပါနဲ့။ဟဲ့ဘာဖြစ်နေရတော့ဟာ။ဟဲ့အတော်ပဲကြော်ကြီးရေငါဖနှက်ပြတ်သွားလို့ဒီမှာငပြောပြီးလေခဏကင်ပေးအောင်နော်။ကြော်ကြီးကငပြောပြီးကင်ပေးလိုက်တော့ရွှေမုံလည်း ပြက်နေတဲ့ဖနက်ကို ပြင်လို့ရလို့ရညာကလိနေပါတော့တယ်။ဟင်းစောနာကတတ်ထားတဲ့ဂျင်းနှံကျိုးလေးဘယ်ရောက်သွားပါလဲ။ကဲပါရွှေမုံရဲ့လလောဆယ်ငါဖနက်ပဲစီးထားလိုက်ပါ။လမ်းရောက်မှပဲဖနက်အစ်ဝင်လိုက်ပေါ့။အေးအေးကျေးဇူးပဲဟာဖနက်အစ်တော့မဝယ်သေးဘူး။ဒီဖနက်လေးကခေါင်းမှာဂျင်းနှံလေးနဲ့ပြန်တွေ့ရင်စီးလို့ရသေးတယ်။လှုပ်ပြန်ပြီး ကစင်းနေရလဲ။ အမေကစီနဲ့ ਆ မဟုတ်ဘူးနော်ချွေတာလားသိဖို့ဟုတ်ပါပြီဗျာဟာတရက်ရွှေမုံတယောက်ဈေးထဲမှာလူရာဝယ်ရင်းနဲ့ပြောင်မှုပြုတ်တယ်တွေ့တော့ပြောင်မှုတစ်ဖူးဘယ်လောက်လဲတဖူး1500ပါဟင်းဈေးမှာအစိမ့်တဖူးဝယ်ရင်တော့တဖူးကို1000လောက်ပဲကြတာ哦လာနော်လာနော်ဟောဒီမှာဘယ်မှမမရတဲ့ဈေးတွေနဲ့ပေးနေရ 50ရာခိုင်နှုန်းလျှော့ဈေးကြည့်အောင်ပေးနေရနော်။အပြင်မှာဒီထက်မကဘူးပေးရတဲ့ပစ္စည်းတွေကတန်တုံးလေးလာထား။ဒီမီးဘူးလေးကဘယ်လောက်လဲ ?9000 ပါခမ။အင်းဈေးတော်တော်တက်တာလားပဲ။အပြင်ဆိုင်တွေဆိုတောင်းကြနေပြီ။ဟုတ်ကုမ္ပဏီဖြုတ်လိုက်လို့ငွေပေါ်အရင်ဈေးလေးနဲ့ရောင်းလိုက်ရလို့ပါ။အရန်တန်တာခမ။ ဈေးအရန်တက်တာလာတွေ့တော့လဲခြွေတာစုဆောင်တထေးလောက်ထုံးနှလုံးဝထားတဲ့ကစီးနဲ့တဲ့ရှင်မုံလဲတန်တယ်ဆိုပြီးရောဝယ်ချလိုက်ပါတယ်အဲ့ဒါတခုယူမယ်နော်ရော့ငားတော့ရှင်မုံတယောက်ဈေးကအပြန်လမ်းမှမြောက်ကြမြောက်ကြနဲ့ပြောနေပါတော့တယ်အင်းဒီလောက်တန်တာကမှရအောင်ရှာဝယ်နိုင်နေငါဒီလိုမျိုးဘသူကတွေးတတ်မှာတော့ခြွေတာနိုင်မှတော်အားကြမှာ ဘာချက်မလို့လဲရွှေမုံပြောင်းမှုပြုတ်စားခြင်းလို့အမေမိမွေးနေတာအဲရွှေမုံရဲ့ပြောင်းမှုတဖူးထဲနဲ့မြန်ဈေးကပြုတ်ပြီးသားပဲဝယ်လာလိုက်တာမဟုတ်ဘူးတဖူး1500တဲ့အမေရဲ့အဲ့ဒါမလို့ပြောင်းမှုအစိမ်း1000ပေးဝယ်ပြီးတော့ကိုဘသာကိုပဲပြုတ်စားတော့မလို့ဟင် ကိုဘသာပြောစားတော့မြင်းမွေးရတယ်ရင်ထဲရတယ်ကြက်ဖို့ထိုင်ဆောက်ရတယ်လေတဖူးလောက်နဲ့တော့သမီးရဲ့ပြောင်းမှုတဲ့စီကပဲသူ့လို့အားကလည်းပေးပြီးတော့ဝယ်စားလိုက်တာမဟုတ်ဘူးအိုးအမေကလည်း1500တော့များလို့ပါဆိုနေမှာပဲအေးပါညံကြီးရှင်ဒေါကစီရဲ့ဆမလေးတွေလေဥတာဒီကအိမ်သစ်တပွဲအတွက်အလှလာဖိတ်သွားတယ်ဟုတ်လားမေဘဲတော့လေ တပတ်ခါတဲ့အုံထမင်းနဲ့ကျသားဟင်းရဲ့ရေခဲမုတ်ရဲ့ကျွေးမယ်ပြောသွားတယ်။ဟဲရေခဲမုတ်တော့တအားကြိုက်တာ။သွားပြင်အောင်သွားအောင်မယ်။အလှုံနဲ့ရွှေမုံတယောက်အလှူသွားဖို့ပြင်ဆင်နေပါလေ။အေးအလှူသွားရမှာဆိုတော့ဝစ်ကောင်းစားလာလေတော့ဝစ်သွားရမယ်။အတော်ပဲဟိုတခါချော့စင်းနဲ့ရထားတဲ့မီးဘူးလေးနဲ့ထုတ်တိုက်လိုက်အောင်မယ်။ရွှေမုံကတင်ထားတဲ့မီးဘူးလေးကိုအဝတ်ပေါ်တင်ပြီးတော့တိုက်လိုက်ပါတယ်။ အဲ့ဒီအခါမိဘကအပူလုံပြီးတော့အင်ကြီးကမိကျွမ်းသွားပါတော့တယ်။ဟဲ့တော့သွားပါပြီငါအင်ကြီးလှက်လာလေး။ဟဲ့ညာနေရတယ်။ဘာဖြစ်တာတော့။အမေမိဘကျွမ်းသွားတာအမေရဲ့တမီးအင်ကြီးလေးတော့သွားပါပြီ။ဟင်။အဲ့ဒါဟိုတခါရှော့စင်းနေရလို့ဝယ်လိုက်တဲ့မိဘမှလား။ဟုတ်တယ်အမေရဲ့တမီးတော့ချင်းမိသွားပြီ။ ဈေးပေါ်တော်ကမှလူချင်းမိတာကိုခံပေါ့ရွှေမုံအဖေကလည်းအဲ့လိုပြောလိုက်တော့ရွှေမုံတယောက်ကထောင်းကိုပါတော့တယ်ဟင်းအဖေကလည်းသမီးမငွေ900တော့လဲကုန်သွားတယ်ပြင်သမီးရမ်းကြိုက်တဲ့အင်းကြီးလေးရောမိကျွမ်းသွားလို့နှမျောနေတဲ့ဟာကိုအေးကစင်းနေတယ်ဆိုတော့တော်တန်ရုံပဲကောင်းတယ်လေလူရာထက်ပိုသွားတော့ပူရောင်းကုန်သွားသေးအဲ့ဒီအချိန်မှာပဲကြော်ကြီးတယောက်အိမ်ပြင်ကနေလှမ်းអော်လိုက်ပါတယ် ေးရွှေမုံရင်ငါတို့ရောက်နေပြီဟေးအလူသွားကြရအောင်ဟင်းအင်းငါမလိုက်တော့ဘူးနင်းတို့ပဲသွားနေကြတော့ဟာဘလို့ဖြစ်တာလဲငါအရန်ကြိုက်လို့ဝင့်မယ်လို့ထားတဲ့အင်ကြီးလေးမိကျွမ်းသွားလို့ဒါများ တခြားဝင့်လဲရပါတယ်ဟာနင်းကဘာဝေးဝေးလှပြီးသားပါချော်ကြီးကအဲ့လိုပြောလိုက်တော့သိရင်ကချောင်းထားဟန်ပါလေသွားသွားအဝတ်အစားမြင်မြင်သွားလဲတော့ ငါတို့စောင့်နေမယ်။နောက်ကျသွားရင်နင်းကြိုက်တဲ့ရေခဲမှုတ်တွေအေးပြော်ကုန်လိမ့်မယ်။သိရင်ကဒုတိယမြောက်ချောင်းဟန်လိုက်တော့မောင်ပြူးကထပြောလိုက်ပါတယ်။ချောင်းတအားဆုံးနဲ့ရေခဲမှုတ်နဲ့တက်မှာမဟုတ်ဘူးထင်တယ်နော်။မောင်ပြူးနော်နင်အမြဲငါ့ကိုကန့်လန့်ပြောဖို့မရမွေးလာသလားပဲ။ဟဲဟဲစလာပါဗျာ။ဒီမှာနေမယ်ရွှေမုံရဲ့ကက်စီနိုတဲ့ပုံအကြောင်းလေးတခန်းရက်လိုက်ပါတော့တယ် ချွေတာတာကောင်းမင်မယ်လဲနှမျောတွတ်တူလုံးတာကတော့မကောင်းဘူးခုဆိုတာလေးကိုရှင်မုံတယောက်လဲနားလဲသွားပြီလို့ထင်ပါတယ်ဟုတ်ကဲ့ပြီးပါပြီ